င်္ဂလာပါတာလခင်ပါပြည်သူ့ကော်မတီ၆ခုအတွက်ဒီမှာတာဝန်ခံခဲ့ပြီဒီနေ့ကျွန်တော်ရဲ့ဒေါ်လာမိတ်ဆွေတွေနဲ့ကျွန်တော်ရဲ့ဒေါ်လာထောက်ဖို့ကိုအရေးပကြီးဖြစ်ဖြစ်ချင်ပါရှင်ခုလက်ရှိကျွန်တော်တောင်းနေတဲ့လူမန်နဲ့ Facebook page ရှင်လူမန်နဲ့ Facebook account နော်အာအဓိကကတော့အဲ့ဒီဇော်ဝင်းထက် ူမက်ဂနက် Facebook account ကဂျမ်ဘက်စစ်တပ်ရဲ့ဒီပညာဆိုင်ပါနောက်ဆက်မှုတွေကြောင့်ဖြစ်မဲ့ဖြစ်ပါဒီစီးပဲဖြစ်သွားတော့เนาะကျွန်တော်ရဲ့ဒီ stage တော့ဆက်မဲ့ပါတော့ဘာလို့ကကျွန်တော်တာဝန်ခံဆောင်ရွက်နေတဲ့ပြည်သူ့ဘာခွဲထောက်ဖို့အဖွဲ့ Facebook ဆက်မဲ့ပါတော့ဒါဒီစီးပဲဖြစ်သွားတဲ့ account တွေမှာပါသွားတယ်ပေါ့เนาะဆိုတော့လက်ရှိတော့ account ကိုပြန်ပြီးတော့ဟိုရယူဖို့စူးစမ်းနေတဲ့ အချိန်တွေမှာတော့လက်ရှိသုံးလို့တော့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီ personal account နေ page တွေကပြဿနာမရှိဘူးလေကျွန်တော်တောင်းခံဆောင်ရွက်နေတဲ့ဒီ video ကကိုထောက်ဖို့ဖွင့် Facebook စာမျက်နှာကတော့လာတိုင်းလာတိုင်းမှာနေပြမှာပဲဖြစ်ဖြစ်ဒီကျွန်တော်ရဲ့ OFP project တွေပဲဖြစ်ဖြစ်တော်လန်ပြည်သူတွေနဲ့အဆက်မပြတ်တွေ့ရောက်ကန်ဆောင်ရွက်နေရတာဖြစ်တဲ့အတွက်မိသူပါဝင်ထောက်ဖို့ဖွင့် Facebook စာမျက်နှာကိုတော့ကျွန်တော်အသစ်ပြန်ပြီးတော့ဖွင့်ထားပါတယ်။ဒီ Facebook account နေထိခိုက်ကျစီသွားတဲ့ရက်ဒီ September ဒီရက်ဖြစ်မဲ့တဲ့လေအဲ့ဒီရက်ကလေးအတိုင်းဒါကျွန်တော်တို့ရဲ့ပြည်သူ့ဘက်ကိုထောက်ပို့ပေးရုံးကနေပြီးတော့လေအာ statement ထုတ်ပြန်ထားလို့ရှိပါတယ်။ဆိုတော့အခုလက်ရှိတော့ကျွန်တော်ကအရင်အသုံးပြုခဲ့တဲ့ဒါ Blue Man နဲ့ Facebook နဲ့ account နဲ့ Blue Man နဲ့ Facebook စာမျက်နှာကိုရရှိအောင်ပြန်ပြီးတော့စူးစမ်းနေတဲ့ ်ချိန်ဖြစ်တဲ့ဒီအကောင့်တွေပြန်မရမချင်းတော့ကျွန်တော်အနေနဲ့ mobile facebook စာမျက်နှာ page တရားဝင်အသုံးပြုတာမရှိဘူးကျွန်တော်တို့ကျွန်တော်ရဲ့ပြည်သူ့ဘာဝေးထောက်ပံ့ဖွဲ့ရုံ facebook စာမျက်နှာကနေပြီးတော့ပဲတော်လည်းပြည်သူတွေထံကိုအတိအပြထုတ်ပြန်တော့မှာဖြစ်တယ်ပေါ့နော်ကျွန်တော်မှာတော့ဒီ youtube အကောင့်တော့ရှိသေးတယ်ဆိုတော့ကျွန်တော်ရဲ့တာဝန်ရှိ youtube အကောင့်မှာပဲ project တွေနဲ့ပတ်သက်တဲ့အကိစ္စတွေပဲဖြစ်ဖြစ် online နဲ့ဆက်နွယ်တဲ့ ဒါကိစ္စလေး video file တွေကို YouTube အကောင့်နဲ့ video ကောင်ဝင်ထောက်ဖို့အတွက်အဲ Facebook စာမျက်နှာကနေပြီးတော့လည်းတရားဝင်ပြန်ပြီးတော့အာတော်လည်းဖြစ်တယ်ဆက်စပ်မပြတ်တော်လည်းပြန်စားပါမှာဖြစ်တယ်နော်နောက်ပါပဲကျွန်တော်ရဲ့တော်လည်းမိတ်ဆွေတွေယဉ်ကြီးရတဲ့နောက်တစ်ခုကကြတော့အဲဒီကျွန်တော်ရဲ့ဒီ Facebook စာမျက်နှာရဲ့ Facebook account ကိုအာပြန်ပြီးတော့မရခင်မှာအော်ပြန်ဆက်ယူ နေစဉ်အတွင်းမှာပေါ့နော်ကျွန်တော်ရဲ့ဒီပြည်သူ့ကာကွယ်ထောက်ပို့အဖွဲ့ရုံ Facebook စာမျက်နှာသူပဲကျွန်တော် DM အသုံးပြုမယ်ဆိုတော့ကျွန်တော်တို့ရဲ့ online ကိုပြောကြားချင်တာဖြစ်ပါတယ်ကျွန်တော်